ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြောတဲ့များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ modern ball လုံးရေးစီအကြောင်းတွေမှာတဖြည်းဖြည်းနဲ့ခက်စားလာတဲ့ ball playing goalkeeper အကြောင်းကိုကျွန်တော်သိချင်တာလေးတွေကိုဒါကျွန်တော်ဆရာဟိုပဲဟိုမေးမြန်းတော့မှဖြစ်ပါတယ်ခင်ဗျာဆရာကြီးမင်္ဂလာပါဗျာမင်္ဂလာပါညီလေးဟုတ်ကဲ့ကျွန်တော်လည်းကျွန်တော်ကဒီ ball ဒီ video မလုပ်တာတော့ကြာပဲเนาะဟုတ်ဟုတ်အရင်ဆုံးပေါ့လေဒီ ball လုံးရေးစီအကြောင်းတွေမှာ ball playing defender တွေအပြင်ပေါ့လေဒီ ball playing goalkeeper တွေပါအရန်ခက်စားလာတယ်ခက်စားလာတဲ့အပေါ်မှာဒါအရင်ဆုံးဆရာကဒီ ball playing goalkeeper တွေမှာဘယ်လိုမျိုးဟိုအထိပ်ပခွင့်ဆိုခြင်းလဲဗျာအရင်ဆုံးဆရာအမြင်ပြောပြပေးပါ အဲဘောပလင်းဂိုးကီပါက တကဘာလုံးကစပြီးတော့အတိမတ်ပြူတဲ့ကိုသမားဆိုတော့နော်ယာပါနော်ဟုတ်ကဲ့ဒီမန်နိုယာနော်ယာဒီဂျာမနီလိုစင်အစင်းနဲ့ဘိုင်းမြူနစ်အစင်းနဲ့ဒါသူကစားတဲ့ပုံစံသူရဲ့ဘောလုံးဖြန့်ဝေမှုတွေရှေ့တက်ပြီးတော့ဒီအသင်းရဲ့ high line defense မှာသူကလိုက်တက်ပြီးတော့ဟိုကျွန်ဘောတွေကိုသူက sweeping လုပ်ပေးတာတွေဆိုတော့ဒါသူနဲ့အတူတကဘာလုံးအတိမတ်ပြူထားတယ်အဲ့တော့အကိုကျတော့ ဒီအခုတို့ဒါလူငယ်အရွယ်ပေါ့နော်ဒီ Manchester United အသင်းအပွဲတွေကိုကြည်တော့အခုထူးထူးခြားသတိထားမိတာ၂ယောက်ရှိတယ်တယောက်က Buffon ဟုတ်ကဲ့တယောက်က Fabian Barthez အဲ့တော့ Buffon ကအခုပိုကြိုက်တဲ့ကိုယ်တမကို Kevin Skills ပိုမြင့်သည့်တိုင်အောင် Barthez ကကျတော့အခုအကြိုက်ဆုံးပဲဟုတ်ကဲ့ဘောလုံးကို Transit Zone ကနေပြီးတော့ဟိုတိုက်စစ်ကိုဖြန့်ဝေတဲ့နေရာမှာ Barthez ရဲ့ကန်ချက်တွေကသူ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ A pass ကနေတယ်တခြားကိုယ်တမတွေကကန်တင်လိုက်ရင်ဟိုပြောမယ်ဆိုရင် ဟိုဘက်ပင်ကန်တော့ကိုသမားတော်တော်များဘက်ပင်ကန်တော့ဘောလုံးကဒီလိုလိတ်ပြီးတော့တက်သွားတယ်အမြင်ကြီးကိုတက်သွားပြီးတော့ဖြည်းဖြည်းချင်းပြုတ်ကြတယ်အဲ့ဒါကိုတိုက်စစ်မှာဒီ head hin ကိုကောင်းရှင်တိုက်ဖို့ကြိုးစားပြီးတော့ second ball ကောက်တဲ့ပုံစံဟုတ်ကဲ့ဒါပေါ်လုံးတမိုင်းမှာအဲ့ပုံစံပဲကိုသမားတွေလုပ်တဲ့အလုပ်ကဒါဘတ်စ်ကန်တဲ့ဘောလုံးလေးကကြတော့ဘောလုံးရဲ့ဒီဟိုဒီ center ကိုအဲ့ center ရဲ့အောက်နားလေးကိုဖြတ်ကန်တဲ့ပုံစံဆိုတော့ဝလုံးလိုးသွားတယ်ပေါ့ a pass ကနေနေအမြန်တော့ကမြင့်တယ်ပြီးတော့ပြန်ဘက်ခံစစ်ကစားသမားနဲ့ကိုတိုက်စစ်ကစားသမားကောင်းခုံတိုက်ဖို့မဟုတ်ဘူး ခေါင်းရှင်တိုက်ဖို့မဟုတ်ဘူးအဲ့ဒီဘောလုံးတွေကဥပမာ nesterine ဆိုရင်ခေါင်းပေါ်ကိုမကြအောင်ရင်ဘက်ပေါ်ကိုကြရတယ်သူတင်တဲ့ဘောလုံးတွေကဆိုတော့ तू ကကြတော့ဗာလဲဆိုတော့လမ်းကြောင်းတွေစီကိုတိုက်ရိုက်ထည့်တာ second ball ကောက်တာမဟုတ်ဘူး direct attack ကိုစတာအဲ့တော့ bathers ကအခုအဲ့ဒီအချိန်တွေကအရင်စုံစားရပို့တယ်မှာ buffon ရဲ့ပုံစံကကြတော့ဒီဘက်ခက် elephant background နဲ့တူတယ်ဘောလုံးကို तू ကဘေးနာအတူတွေကိုအကျဉ်းနဲ့ကြက်ထဲမှာတကယ် tight space ဒီမှာရအောင်ပြန်တွဲလေးရှိတယ်အကျန်တဲ့ကိုယ်သမားတွေကတော့ဘာမှထွေလို့ပြောစရာမရှိဘူး vendor sar တို့ toll တို့အိုက်ခက်မှာဆိုတော့တော်တော်ကောင်းကြတာပဲ တော့ကောင်းသည့်တိုင်အောင်ဒါဘာမှထွေထူးပြောစမ်းဘူးပါရိုဇီတို့တို့ကပုံမှန်ကိုးသမားတွေရဲ့အလုပ်ပဲကိုကိပင်း skills ကိုပဲအဓိကထားပြီးတော့ထမ်းကြတဲ့အလုပ်ပေါ့အဲ့တော့ Badass ကအကိုတောက်လျှောက်စိတ်ဝင်စားတဲ့ကိုးသမားအကိုတကယ်လဲကြိုက်တယ်အ Badass ထွက်သွားပြီးရင်တော့မှ Manchester United ကအဲ့နေရာကိုတော့မဖြစ်နိုင်တော့ဘူးပေါ့အဲ့ဒီအချိန်အထိပေါ့အကိုဒီဒဲယာအထိပဲပေါ့အိုနာနာမှာဒါ ball playing keeper ဆိုတဲ့ပုံစံမျိုးနဲ့ဒါသူပြန်ပြီးတော့အကိုမြင်ရတယ်ဟုတ်ကဲ့ အဲအဲ့တော့မန်နွယ်နော်ယာခစ်ကိုရောက်လာတဲ့အချိန်ကျတော့ဟိုတကယ်လဲစိတ်လှရှားကြလဲကောင်းတယ်သူ့ကိုကြော်ပြီးတွန်းသွားရည်လည်းရှိတာပေါ့ဒါပေမဲ့သူကနေပြီးတော့ပေးနေတဲ့အကျိုးကြီးဆိုတာလည်းများတဲ့အခါကျတော့အဲဒါမန်နွယ်နော်ယာကဒါအခုတော့ဒါသူကတင်ရိုးညွှန်းနှံ့ဖြစ်သွားဒီဘက်ခေအတွက်အဲ့နောက်ပိုင်းမှာအခုတော့အက်ဒါဆန်ပေါ်လာတော့အက်ဒါဆန်မှာအခုကဘတ်တက်စ်လိုခံစားမှုပြန်ရတယ်ဟုတ်ကဲ့ဆိုတော့အက်ဒါဆန်ရည်ရွယ်တဲ့ဘောလုံးတွေဟာဘောလုံး A pass အမြင်ကြီးကိုမတက်ဘူးဟို second ball ရှင်တိုက်ဖို့မဟုတ်ဘူး အဲသူက direct ဒီပြင်းလမ်းကြောင်းနဲ့တန်းထည့်တာဟိုနောက်ခံလူတူကနေပြီးခင်းပေးလိုက်သလိုသို့မဟုတ်ဒီ deep line play maker တူကခင်းပေးလိုက်သလိုဆိုတော့ zone အားဖြင့်လေ battle strong ကကျတော့ a go area box တဲကနေပြီးတော့ contain ပေးတဲ့ပုံစံအဲ Edison ကကျတော့လို့မဟုတ်အဲ့ဒီ go စီးကိုဖွင့်လွှတ်ပြီးတော့ထွက်သွားပြီးတော့တက်တက်ပြီးတော့ contain ပေးတာသူကန်တဲ့ဘောလုံးတွေကတခြားကိုသွားတွေကန်တဲ့ဘောလုံးထက်အမြန်ဆုံးပုံမြင့်တယ်သူတော့တကယ်လည်းထီရောက်တယ်နောက်တစ်ခုကဒီ အဲဒါစင်ကဘာပူဘတ်တက်စတက်ဘာပူထိုးကြုံတလဲဆိုတော့ဟိုဘတ်တက်စကအဲ့လို့ကိုသူ့ရဲ့ပင်ကိုအရာလုံးနေပြီမဲ့အမှားရင်ဆာလော့ဆော်ဂူစံကဆဲမှာဟုတ်ကဲ့ဒါဒါအဲ့ခင်မှာအဲ့ဒါမဟုတ်ဘူးဒါပေမဲ့အဲဒါစင်ရဲ့အားသာချက်ကကျတော့မှားပါစေဒီဖပ်ဘွာရီယိုလာကမှားပါစေဒါသူခိုင်းတာတော့သူလုံးခွင့်ပေးထားတာဆိုတဲ့အတွက်အမှအဲဒါစင်ကအဲ့လို့ကိုဘတ်တက်စတက်ပို့ပြီးတော့ရဲရဲတင်းတင်းလုံးခွင့်ရသလိုနောက်တစ်ချက်ကဘတ်တက်စတက်သူတာတာကရှော့ပတ်ပေါ့ အဲ့တော့စနေရ shoppers အရေအသွေးဟာကွင်းလလူတူရဲ့အရေအသွေးလိုပဲဟုတ်ကဲ့အဲ့ဂျင်းနဲ့ကြက်ထဲမှာ तू ကတ်တွဲသွားတဲ့ဘောလုံးလေးတခါလေး၉ဘောက်ရှိ၅ဘီလောက်အကွာမှာပြန်မတိုက်စစ်မှုနဲ့မညစ်တညစ်လေးလေးဟိုတော်တော်လေးငြိမ်တယ်ဟုတ်ကဲ့ဆိုတော့ထုံးစံအတိုင်းပဲလုတ်တဲ့သူတွေဆိုတော့အမားတော့ရှိတာပေါ့ဒါပေမဲ့အဲ့အမားတွေကိုဟိုဖယ်ပြီးစဉ်းစားရတာပေါ့ဟိုဒါတိုင်းအမြဲတမ်းကန်နေတဲ့ကိုသမားတော့ဒီလိုပဲမှားမလို့ဟုတ်ကဲ့ဟိုထားပါတော့ Alison ကအကိုကြိုက်တယ်ပေါ့ Alison Barker ကကြတော့ Buffon ဘက်ကိုသွားတယ်ဒီ Alison ကကြတော့ဟိုဟာ ဘာသာစပတ်ကိုသွားတယ်အဲမန်နူအနော်ယာကတော့ natural sun လေသူကတော့နည်းနည်းဘယ်လိုကောင်းလဲဆိုတော့ risk တော့လည်းနည်းတယ်နောက်တစ်ခုကသူ့ရဲ့ဘောလုံးတွေကကျတော့ဂိုင်90လောက်ကိုကန်တာသူကဝေးလက်ကန်တာမဟုတ်ဘူးအဲ short pass လည်းအရင်ကမများဘူး short pass ကလိုအပ်တလောက်ပဲသူအရှိကိုတက်တယ်ဆိုတာက short pass တွေတွဲဖို့မဟုတ်ဘဲနဲ့ဒီ line ကိုကြော်လာတဲ့ဘောလုံးတွေကို clearance လုပ်ဖို့အတွက်ဆိုတော့ပုံစံမျိုးဒါအကိုနားလေတဲ့ ball playing keeper ဆိုဒီကိုသမားတွေကိုအဓိကပြောအောင်ဟုတ်ကဲ့ဆိုတော့အဲ့မှာမှဒီအခု2020လား21လား Champions League final အာမန်ချက်စတာစီးတီးနဲ့အင်တာမီလန်နဲ့အင်တာမီလန်နဲ့နော်။အော်ပြီးခဲ့တဲ့ဟိုနှစ်နှစ်ကျော်ပေါ့။နှစ်နှစ်ကျော်နော်။အဲ့မှာဒီအိုနာနာရဲ့ display ကိုအခုလိုမျိုးဟို IF မှာတော့ငါဟို3တော့ထားမိတယ်။နော်အင်တာမီလန်မှာလည်းအခုလိုကြည့်နေတာအဲ့လောက်မဟုတ်ဘူး။ဒါပေမဲ့ Champions League final မှာသူကစားသွားတဲ့ပုံစံကတခါလေကြာရင်ဒီအိုနာနာကိုအင်တာမီလန်ကစားသမား၄ယောက်လောက်ကဝိုင်းထားတယ်။အခုတို့ဒီ Rondo ကစားတဲ့အခါကျရင်အလဲမှာ key player တူထည့်ကစားတဲ့ပုံစံမျိုးအဲ့အဲ့လောက်ထိကိုတက်ကစားတယ် တော့ကစားတာကလည်း Manchester City နဲ့ City ကဒီအလုပ်ကိုအကောင်းဆုံးလုပ်ပြနေတဲ့တင်ကိုအိုနာနာအလုပ်ကစားပြလိုက်တော့အဲ့ဒီအချိန်မှာအိုနာနာရဲ့ဘောလုံးဖြုံမှုအရေးသူကိုစပြီးတော့အကိုသတိထားမိတယ်ဟုတ်ကဲ့တကယ်လဲအိုနာနာကဘောလုံးဖြုံမှု Manchester United ကိုရောက်တဲ့အချိန်မှာဘောလုံးဖြောင်းကိုတော်တော်လေးကောင်းတယ်။ဟုတ်ကဲ့။သူကန်လိုက်တဲ့ဘောလုံးတွေဟာ middle range pass တွေများတယ်။ပြီးတော့ဒီတောင်ပန်းနေစီကိုတိုက်ရိုက်ရောက်တယ်။ဘောလုံးရဲ့ဒီ speed of ball က ball speed ကမြန်တယ်။အဲအစရအရေးသူတွေတွေ့ရတယ်။ဒါပေမဲ့အစောကအခုပြောခဲ့တဲ့ဘောလုံးကို ဒီဂိုးဖိုင်းအောင်လည်းမကဘဲနဲ့အသင်းနဲ့တူကစားတယ်ဆိုတဲ့အပိုင်းကိုကျင်းအွန်နာနာကအမှားအများဝန်းဖြစ်နေတဲ့အတွက်ပြီးတော့မန်ချက်စတာယူနိုက်တက်ဂိုးသမားလည်းဖြစ်နေတဲ့အတွက်ဖီအားအင်မတန်ကြီးတယ်သူကအမှားအများဆုံးဂိုးသမားလည်းဖြစ်တယ်ဆိုတော့ဒီနေမှာသူနဲ့ပတ်သက်ရင်ဟိုမိသားတစ်ဖက်ရေမုတ်တစ်ဖက်အဲ့ကနေမှာရေမုတ်ကတဖြည်းဖြည်းနဲလာတယ်မိသားအများလာဆိုတဲ့အပိုင်းနေလည်းဒါအကိုတို့တွေ့ရတယ်ဒါတော့ဒါအကိုရိုးသားပွင့်လင်းပြောပြတာပေါ့နော်ဟုတ်ကဲ့ပါဒါဆရာကတော့ပဲပြောလိုက်လို့ပေါ့နော်ဒီ modern goalkeeper အကြောင်းပြောရမယ်ဆိုကျွန်တော်နည်းနည်းလေးလေ့လာကြည့်လိုက်တော့ကျွန်တော်တို့ဒါလွန်ခဲ့တဲ့16နှစ်လောက်က ဒါဒီကျွန်တော်တို့ဒီဘောလုံးမွေးကြည့်လိုက်လို့ရှိရင်ဂိုးသမားတွေရဲ့ဒီပေးပို့မှုအပိုင်းကကျွန်တော်တို့ဒါ shop back ဆိုတာတော်တော်လေးနည်းတယ်တပွဲလုံးမှာမှာ3-4ကျင်းလောက်ပဲတွေ့ရတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာဒါဂိုးသမားတွေရဲ့အခန်းကဏ္ဍဒီ outfield player ဒီ17ရောင်လုံးဒီလူမျိုးကစားတဲ့အပေါ်မှာဒါဂိုးသမားတွေရဲ့အခန်းကဏ္ဍလည်းပိုပြီးကြီးလာတယ်ဒီလိုကြီးလာတဲ့အပေါ်မှာပေါ့လေဒီနီးဖြွာတွေဒီစင်ကဲပြောင်းလဲလို့မြင်ဒီလိုမျိုးဟိုဘောပလင်းဂိုကီပါရခက်စားလာလားဒါမှမဟုတ်ဒီ present present ကဏ္ဍကြောင့်ခက်စားလာလားဆရာမြင်လေးဆက်ပြီးတော့သုံးသပ်ပြီးပါ present game ဆိုတာထက် ဟိုအမှန်တော့ဒီဒီကောင်က position base ကနေပဲလာတာပဲဟုတ်ကဲ့ office player က10ယောက်ရှိတယ်အများအားအခုတော့ကစားကွက်တွေပြောတဲ့အခါကျရင်ဘိုးသမား1ကနေစအောင်ပြောဥပမာ442 433ဆိုတော့ tip 422တို့1433တို့မပြောဘူးဘိုးသမားကဖယ်ဦးဖယ်ထားတယ် office player 10ယောက်ဘလို့နေရာဦးတယ်လဲဆိုတော့အပေါ်မူတည်ပြီးတော့ formation ချတာ哦အဲ့ဒီဟာကိုပဲဒီလူတွေကအဲ့ဒီဟာကိုပြောကြတာ哦ဒါပေမဲ့အဲ့ဒီအစင်လာကို ဒါဘိုင်မင်းစ်ဘိုးသမားတာမန်နော်ယာကစပြီးတော့ပြောပေါက်တယ်ဒီသူကပိုင်ယိုနီးယားပေါ့နော်ဒါပေမဲ့သူ့ထပ်ပို့ပြီးတော့ကစားတာနေမြက်ကဘိုးသမားတွေပေါ့အထူးသဖြင့်အက်ဒါဆန်ပေါ့မန်ချက်စတာစီးတီးရဲ့ကစားကွက်ကတခါလေကြတော့ဟိုဘယ်လိုခေါ်မလဲအခုတော့ပုံမှန်အပြင်ဆိုရင်343လို့မြင်ရမယ်တို့မို့သူတို့ရဲ့ဒီဘေးရပ်ကိုသူတို့ position game အနေထားသူတို့ပုံဖော်နေတဲ့အချိန်ကျရင်325ကိုသူတို့အရင်ကကစားတယ်ဒါပေမဲ့ CD ဟာ425ကိုပဲစားတယ်ဟုတ်ကဲ့သူကကိုသွားပါ office နေရာဖြစ်သွားတာဆိုတော့ position position base ကိုအကောင်းဆုံးတိဆောက်ဖို့အတွက်ကိုသွားကပါဝင်ကူညီတဲ့ပုံစံပေါ့ဟုတ်ကဲ့ဒါခါကျရင်ဒီ Allison ကတက်လာတယ် center back နှစ်ယောက်ကချဲထုတ်လိုက်တယ် full back တွေနှစ်ယောက်စလုံးကဇုံတက်သွားတယ်ဆိုတော့ပုံစံမျိုးလေးမြင်ရတယ်ဆိုတော့ဒါကဟို present game ကြောင့်ဒီအခန်းကဏ္ဍပေါ်လာတာမဟုတ်ပြိုင်ဘက်တွေကိုပုံမှုစိုးမိုးရည်ရွယ်ချက်နဲ့ဒီအခန်းကဏ္ဍပေါ်လာတာဟုတ်ကဲ့ပေါ်လာတဲ့အခါမှာဒီ pioneer က manuel noya နောက်ပိုင်းမှာ Allison နဲ့ဒီ pub guardiola တော့ဒီအသင်းတွေဟာဘောလုံးကဘာကိုတကယ်လဲလွှမ်းမိုးနိုင်ခဲ့တယ်အထူးသဖြင့်ဒီ Guardiola ရဲ့အသင်းတွေပေါ့နော် Manchester City ဟာဒီဟိုမှာ Champions League သူတို့တကြိမ်ပဲရတာပါတိုးတော့နှစ်တိုင်းသူတို့ရေပန်းအစားဆုံးနံပါတ်1ပဲ Real Madrid ဟာလက်ရှိ Champion တိုးတော့နောက်နှစ် Champions League Arts တွေထွက်လာတဲ့အချိန်ကျရင် City ကနံပါတ်1ပဲသူတို့အဲ့လောက်ဒီဥရောပဘောလုံးကိုသူတို့လွှမ်းမိုးလာတယ်ဆိုတော့သူတို့ကိုကြည့်ပြီးတော့ like ကစားတဲ့အသင်းတွေများလာတယ်များလာခြင်းနဲ့အတူအဲ့ဒီအခန်းကဏ္ဍဖွံ့ဖြိုးလာတယ်နောက်ဆုံးဘယ်လောက်ထိဖွံ့ဖြိုးလဲဆိုရင်ဒီ rules တွေချိန်မိလိုက်တယ် Okay. ချိန်ပြလိုက်ပြီးတော့ဒီ goal area အတွင်းမှာပဲ short pass တွေအရင်ဆိုရင်တော့ goal တွေအပြင်ကိုဆက်ထုတ်ရတော့အခုကရတယ် area အတွင်းမှာပဲ short pass တွေဆက်တွဲလို့ရပြီဆိုတော့ပုံစံနဲ့အထိဒါခက်ကပြောင်းသွားရဲ့ပေါ့ဟုတ်ကဲ့ပါအဲနောက်ပြီးတော့ပေါ့လေဒီလူမျိုးဒီဟို ball playing goalkeeper တွေကိုစတင်ပြီးတော့ဒီဘယ်လိုပြောမလဲအသုံးများလာတာကျွန်တော်အဲစောစောလေးရမှာကြည့်လိုက်တော့ဒီ Bundesliga နဲ့ Serie A ဒီတော်တော်များများပေါ့ဒီဒီ Europa League နဲ့ League ၅ခုထဲမှာဒါသူတို့ လေးနှစ်ခုကတော်တော်များများတုံးလာတော့ဒီဘိုနယ်လီကာနဲ့စီးရီးယားပဲဒီဟိုမျိုးဒီဘယ်လိုပြောမလဲဘလုံးရည်စီးချောင်းပြောင်းလဲပစ်လိုက်တာလားအဲအဲ့လိုမဟုတ်ဘူးညီလေးဟုတ်ကဲ့ဘာလို့လဲဆိုတော့ဟိုတရားတွေကဟိုတကယ် peer review တော့မရှိဘူးသို့တော့ဟိုစမ်းစစ်မှုတွေအများဆိုရင်အခုတော့ကျယ်ပြန့်တာတော့ကျယ်ပြန့်တယ်သူတို့စီမှာကဒီအတွေးအခေါ်ရည်စီးချောင်းတွေရှိတယ်သို့တော့နက်နက်ဆန်းဆန်းတကယ်လုံနေတာကတော့ Manchester City ပဲဒီဘက်ကမှာပြီးတော့ Liverpool ပဲ club နဲ့ဒီ Guardiola လို့ပြောလို့ရတယ်အဲ့ဒီမှာမှာ ဒီ Guardiola ရဲ့ Ederson ကတော့အထင်ရှားဆုံးပဲ Ederson ကပြီးတော့ Benfica မှာတည်းကလည်းအဲ့ဒီအလုပ်တွေလုပ်လို့ဒါပေမဲ့ Manchester City ကသူတို့ Bravo ကိုသူတို့ဖြုတ်လိုက်တယ်။နောက် Johan ကိုသူတို့ဆွန့်လွှတ်ပြီးတော့ Bravo Bravo ကိုလည်းသူဒီ Pep Guardiola ချက်ချင်းဆွန့်လွှတ်ပြီးတော့ဒီ Ederson ရောက်လာတဲ့အချိန်ကတောက်လျှောက်ငြိမ်သွားတာ။သူတို့အကွာဒီ Bundesliga ပဲဖြစ်ဖြစ်ဒီဒီ La Liga ပဲဖြစ်ဖြစ် Serie A ပဲဒီ League ပြိုင်ပွဲတွေထက် Ederson နဲ့ဒီ Manchester City ကသာ Pep Guardiola ရဲ့ဒီအသင်းနဲ့ဂိုးသမားကသာ နေခစ်ကိုလွှမ်းမိုးနိုင်လောက်တဲ့အထိအမြင်အထိတက်ပြနိုင်ခဲ့တာလို့မြင်တယ်ဟုတ်ကဲ့ဆိုတော့အဲ့မှာအခုတခုဖြစ်ပြောကျင်တာကဘတ်ဒက်စ်ကနေစတွတ်တာပဲဖြစ်ဖြစ်သို့မဟုတ်မန်နွယ်နော်ယာကနေစတွတ်တာပဲဖြစ်ဖြစ်ဒီကောင်ဖွင့်ပြလာတဲ့ပုံစံကတော်တော်လေးကို evolution စံဟုတ်ကဲ့သူတို့ဖွင့်ပြလာတဲ့ပုံစံကအကုန်လုံးကဖြစ်ဖြစ်ချင်းလိုက်လာနေနေပေါ်လုံးကဘာကိုတဖြည်းဖြည်းနဲ့ဒီဟာကဘုဒ္ဓမတူအတွက်အခြေခံလိုအပ်ချက်ထဲမှာထည့်သွင်းစဉ်းစားရတဲ့အပိုင်းမှာဖြစ်လာတယ်ဟုတ်ကဲ့ ဒါပေမဲ့အသင်းတိုင်းအသင်းတိုင်းစီကိုမရောက်ခင်မှာဆိုဆိုလာကအခုညီလေးကိုအခုဒီအကြောင်းပြောတော့အခုခေါင်းစဉ်လေးတောင်စဉ်းစားမိတယ်ပြောတာမှာငါနေမထွက်ခင်နေဝင်သွားတဲ့ဘောလုံး ideology တခုဆိုတာဟုတ်တယ်ဒီကောင်ကဟိုတကယ်ဒင်းပြစ်ကြက်ပြစ်လူတွေစီကိုမရောက်သေးဘူးတချို့တွေကမကစားတော့ဟုတ်ကဲ့တချို့တွေမကစားတော့ဘာလို့မကစားတော့လဲဆိုတော့ဒီအန်ရဲ့အင်မတန်ကြီးတယ်သူတို့လိုက်လို့ကြတယ်သူတို့ဒီဘယ်လိုခေါ်မလဲပြိုင်ဖက်ကိုအตาစည်းယူဖို့အတွက်လှုပ်ရင်းနဲ့ အသာသီးယူတဲ့အဆင့်ကိုမရောက်ဘဲနဲ့ပြန်ပြန်လန်ကြပြီးကိုအကြီးကျယ်ဒုက္ခရောက်တာတွေကိုတို့ဒါ Chelsea ဆိုအခုတို့မကြာခဏတွေ့ရတယ်တခြားအသင်းတွေလည်းထီလို့ပါပဲဒီနောက်ဆုံးဒီပိုင်နိုင်ပါတယ်ဆိုတဲ့အသင်းတွေတောင်မှ Alisson Becker ရဲ့အမားတွေကိုအခုတို့မြင်ဘူးတယ် Alisson ရဲ့အမားတွေကိုမြင်ဘူးတယ် Onana ရဲ့အမားတွေကိုမြင်ဘူးတယ်မပေးတင်မဲနဲ့ယုံကြည်မှုလွန်ကဲပြီးပေးလိုက်တဲ့ pass တွေကနေပြီးတော့အခုတို့ Steel ကဒီ Brighton မှာပေးလိုက်ရတဲ့ကိုတွေအခုတို့မြင်ခဲ့ရတယ် Fabregian အခုတို့မြင်ခဲ့ရတယ်အဆရှိဆိုရင်ပေါ့အဲ့ဒီအခါမှာဘောလုံးကရုတ်တရက်ကြီး 2023ရာသီအထိဘိုးသမားတဦးရဲ့အခြေခံလိုအပ်ချက်ထဲမှာဒီ6တောင်းနဲ့အတူဘောလုံးပေးဖို့နိုင်စွမ်းဟာတော်တော်အရေးပါတဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းနဲ့တက်လာတယ်2022 23 27 22အစချင်းပြင်ပေါ့အဲ့ဒီပြီးခဲ့တဲ့3 4 5နှစ်မှာတဖြည်းဖြည်းနဲ့ထပ်တက်တက်တက်လာတယ်နောက်ဆုံးမန်ချက်စတာယူနိုက်တက်ဟာတဟရားနေရာမှာအွန်နာနာအစားထိုးတယ်ဆိုတော့ပုံစံမျိုးလည်းအခုလိုမြင်ရတယ်ဒါပေမဲ့2024 25ကျတော့အဲ့တက်နေတဲ့အရာကနေပြီးတော့ ဖြည်းဖြည်းချင်းပြန်ကြတာမဟုတ်ဘဲနဲ့ရုတ်တရက်ကြီးပြုတ်ကျသွားတယ်ဟုတ်ကဲ့အသင်းတွေကအဲ့ဒီအလုပ်ကိုတိတ်မယုံတော့ဟုတ်ကဲ့အသင်းတွေအလုံးစုံဒီသူတို့ရဲ့ဘဲတပ်ကို defending ကနေစတဲ့ပုံစံမကိုသမားတွေဟာတဖြည်းဖြည်းနဲ့ short pass ပေးရမှာကြောက်လာတယ်အရေးကြီးရင်ကြီးသူတို့ကိုသမားတွေကကန်တင်တဲ့အလုပ်ပဲလုပ်တော့ညီတတိထားမှာဟုတ်ကဲ့ဆိုတော့ဒါကဒီ ideology ဟာဟိုအသင်းတွေနီးပြတွေကိုယ်တိုင်ကြောက်လာပြီအသင်းတွေကိုယ်တိုင်ကြောက်လာပြီကိုသမားတွေကိုယ်တိုင်ဖီးရီများကြီးကြောက်လာပြီအခုဆိုအိုနာနာ ် short pass ဒီနဲ့အခုတော့မတွေ့ရဘူးတွေ့ရတော့ဟုတ်ကဲ့လာပြီဆိုသူလည်းကန်တင်ဖို့စဉ်းစားတော့အင်ဟိုတဘောကဟို long distribution များသွားပြီ short pass နည်းသွားပြီအစရောက်ခါဆိုတော့အဲ့လိုမဟုတ်ဘူး inter milan မှာကစားခဲ့တယ်မဟုတ်ဘူးအဲ manchester united မှာသူအဝေးဘက်ခံနေရရင်အစဲခံရင်လည်း short pass ကြီးရဲတင်းတင်းပေးနေတာပဲဒါပေမဲ့ dr ဒီမှာအိုနာနာလည်းမကစားရတော့ဟုတ်ကဲ့အပီးခဲ့တဲ့ဒီအခုတို့ Europa League final မှာလည်းအခုတို့အဲ့ဒီဟာကိုမြင်ရပြီ။ကိုသမားတွေကကန်တင်တဲ့အလုပ်ကိုပဲလုပ်တော့တယ်။ကိုတော့ကလမ်းဟောင်းကိုပြန်လျှောက်ကြတယ်။ဟုတ်ကဲ့ ဘာကြောင့်လဲဆိုတော့ဒီအလုပ်ကိုလုပ်ဖို့အတွက်ဆိုရင်အခြေခံလိုအပ်ချက်ဟာအင်မတန်ကြီးမားတယ်ဆိုတော့အသင်းတွေကမနိုင်ဝင်မထမ်းတော့ဘူး Newcastle အဲ့ဒါမလုပ်တော့ဘူး Newcastle အခုဒီအခုတို့ပါလေ League Plus Final မှာကစားသွားတယ်အဲ့ဒီအလုပ်ကိုမလုပ်တော့ဘူး Crystal Palace Manchester City နဲ့ FA Plus Final မှာကစားသွားတယ်အဲ့ဒီအလုပ်ကိုမလုပ်တော့ဘူးအော် Dan Henderson အဲသူတို့အဲ့လိုလုပ်တဲ့ဟိုလုပ်တယ်ဆိုတဲ့နေရာမှာတော့မှနည်းနည်းလေးအတွေးကောင်နည်းနည်းလေးထပ်ထပ်ပေါင်းလိုက်တာပေါ့နော် Smart တက်ကြပဲ Shot Pass ကို ဒါပဲကြီးလဲမကန်တင်ဘူးကိုသမားစီကလည်းခံစစ်ကစားသမားတူဦးစီကိုပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့သူတို့ pressing လာလို့စေခြင်းလို့အ pressing လာလို့တဲ့အခါကျရင်ပြိုင်ဘက်ကစားသမား10ဦးဟိုဘက်ဇုံမှာအဲ့အဝေးကနေလှမ်းကိုသမားတင်လိုက်တဲ့ဘောလုံးကိုပြိုင်ဘက်ကစားသမား10ဦးကိုကစားသမား10ဦးဖောက်နေတယ်ဆိုတဲ့အနေအထားကိုသူကခွဲထုတ်ဖို့ကြိုးစားတယ်အဲ့ဘာလဲဆိုတော့ short pass နဲ့ပဲစတယ်ဟုတ်ကဲ့ဒီခါကျတော့ pressing လုပ်ဖို့ဒီ Alan Haaland တို့ထား Manchester City ကစားသမားတွေကတက်လာတယ်အဲ့အဲ့ဘောလုံးကနောက်ထပ် passing sequence က2ချိန်3ချိန်4ချိန်မသွားတော့ဘူးအဲ့တန်းကန်တင်တယ် တန်းကန်တဲ့အခါကျတော့ဟိုဘက်စုံမှာ9ရောက်9ရောက်ရှင်လူကြပေါ့ဆယ်ရောက်ဆယ်ရောက်မလူပဲနဲ့ကစားကတော့ခြောင်တာပေါ့အဲ့တော့ခြောင်တော့ဘာဖြစ်လဲဆိုတော့မတော်ဆက် second ball ကိုရခဲ့ရင်တိုက်စစ်တန်းဆင်လို့ရတော့အဲ့ဒီပုံစံဘက်ကိုပို့ပြီးတော့နှွေလာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါအခုဆိုလို့ရှိရင်ဒါဥရောပဒီအသိန်းကျော်တော့မြင်မှာမဟုတ်ဘူးလေဒီဒီကန်နာကိုတုံးတာကြည်ကြည်ပြင်းမဲ့တုံးတာဒါ ်ဆရာကောင်ကပြောခဲ့လို့ပဲဟာအရင်တော့ကဒါလီဗာပူးကချန်ပီယံကလပ်ကိုသုံးခဲ့တယ်အခုလည်းပက်ကွာယိုလာလည်းတုံးနေတယ်ဒါပေမဲ့ဒီလိုမျိုးဘောပလိန်ဂိုကီပါကိုသုံးတာကတော့ကျွန်တော်အမြင်ကပြောရမယ်ဆိုတော့ high risk high reward ပဲလို့ကျွန်တော်ယူဆတယ်နောက်ပြီးတော့အခုလိုမျိုးဒီပက်ကွာယိုလာတို့ဒီလိုမျိုးဟိုဘောပလိန်ဂိုကီပါကိုဆက်သုံးနေအောင်သူတို့ရဲ့ဒီ ideology ကိုမဆွတ်လွန်နိုင်လို့လားအဲ့မှာက high risk high reward ဆိုတဲ့အပိုင်းမှာပြောစရာရှိတာကညီလေးမှားရင်ထင်သာမြင်သာရှိတယ်သူကဟုတ်ကဲ့ အကျိုးပြုနေတဲ့အရာကျတော့ထင်သာမြင်သာမရှိဘူးဥပမာအဲဒါဆန်ဟာဘလောက်ပဲဘောလုံးဖြန့်နဲ့စွမ်းရည်ကောင်းသည်ဖြစ်စေ direct assist ကတော့တရားစီလုံးကိုနှစ်ကြိမ်ထက်မပိုနိုင်ဟုတ်ကဲ့ဟုတ်တယ်မလားဟုတ်ကဲ့ဆိုတော့ဒါပေမဲ့ risk ကတော့အင်မတန်ကြီးတယ်အဲ့ဒီအနေအထားမှာအခုတော့ဘာလို့တော့တွေ့ရလဲဆိုတော့အကျိုးကျေးဇူးကလက်ငင်းမမြင်အောင်နောက်ွယ်မှာသူကနောက်ွယ်မှာလဲလျောင်းနေတယ်သူအကျိုးကျေးဇူးကဟုတ်ကဲ့အဲဒါပေမဲ့ပေးလိုက်ရတဲ့အယောအဆအကျတော့တော်တော်ကြီးတယ်ဟုတ်ကဲ့ချက်ချင်းမြင်ရတယ် ွားပြန်ပြီဒီကိုသမားတလွဲလောက်တာနဲ့ဒီကိုသမားအတုံးမကြတာနဲ့ဆိုတာကျတော့ချက်ချင်းမြင်ရကိုသမားကအသိအတွက်သူကလုတ်ပေးနေရပြီမြဲအစဲခံသူဇဲခံရမယ်ဆိုတဲ့အလုပ်ကကိုသမားတွေရဲ့စီကိုရောက်လာအဲ့အဲ့ PR ကြီးကတော်တော်ကြီးတယ်ဟုတ်ကဲ့အဲ့ PR ကြီးကကြီးတဲ့အတွက်တချို့ကိုသမားတွေကလည်းဥပမာသီဘခေါ်တော်ဆိုဒါလက်ရှိကမ္ဘာအကောင်ဆုံးကိုသမားပဲဟုတ်ကဲ့သူလည်းဘောလုံးရေးရေးမဖြန့်ရဘူးနော်ဒါအကိုတို့ဒါလက်ရှိမြင်နေရတာပဲသူလည်းနည်းနည်းလေး PR များနဲ့သူတို့ဆိုရင် long pass ကဘယ်လောက်ညံ့လဲဆိုရင် တော်တော်ဖိအားအခြေအနေတခုကိုကန်တင်ပေးအောင်သွားတာများတယ်ဟုတ်ကဲ့ကိုကိုကိုအသိပေါ်စီတော့မရဘူးဆိုတော့တို့က goal keeping skills တခုနဲ့တို့ကစားတာအအခြေအနေအရတို့ဒီ short pass တွေနဲ့ build up လုပ်ကြည့်တယ်ဒါပေမဲ့တို့မနိုင်ဘူးဟုတ်ကဲ့အော်ကိုတော်လိုကစားကိုသမားတော့မနိုင်ဘူးရှားကိုသမားတော်တော်များလည်းမနိုင်ဘူးမဘာဘရိုဂျန်ဆိုရင်ဒါ Brighton ရဲ့ကစားကွက်အတွက်နီးပြကအမားလို့မှန်သိပေမဲ့ဘာကြောင့်ခိုင်းလဲဆိုရင်အဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ ဒီဂိုးသမားအပါဝင် office player လို့ကစားရင်းနဲ့ဒီဘယ်လိုခေါ်မလဲသူက numerical advantages ဟုတ်ကဲ့နော်ကစားသမားတူအตาရတဲ့အခြေအနေကနေပြီးတော့တိုက်စစ်ကိုစင်ခဲစင်ခဲတက်သွားမယ်ဆိုတဲ့အနေထားအဲ့မှာဒီစိတ်ပိုင်းဆိုင်ရာပါလာပြီအဲတိုင်းငါဒီအသင်းဟာဒီအလုပ်ကိုရရတင်းတင်းလုပ်ရဲနေတယ်ရရတင်းတင်းကင်ကစားနေတယ်ဆိုတဲ့အခါကျတော့ဟိုမောင်းတဲ့အသင်းရဲ့ဒီ mental ကတဖြည်းနဲ့အပေါ်ကိုရောက်လာတယ် အမောင်းခံတဲ့အသင်းမန်တယ်ကတဖြည်းနဲ့အောက်ကိုရောက်လာတယ်ဟုတ်ကဲ့အဲ့အဲ့အချိန်လေးကစားသွားမယ့်အချိန်ဒါပေမဲ့အဲ့ဒါကဟိုလက်ငယ်အကျိုးမရှိဘူးလက်ငယ်အကျိုးမြင်ရတာကကြာတော့ပါလဲဆိုတော့တွင်းကိုတကူဖန်တီးမှုတကူဖြစ်သွားရင်လက်ငယ်အကျိုးမြင်ရတယ်အဲ့ဒါကနေပြီးတော့ဒါပေမဲ့အသင်းခြေထဲကိုဘလုံးမတော်တဆရောက်သွားပြီးတော့ပေးလိုက်ရတဲ့ကိုယ်တွေကများတယ်ဆိုတာမျိုးဟုတ်ကဲ့ဆိုတော့အဲ့ဒီအနေအထားမျိုးမှာဒီအလုတ်ကအသင်းတိုင်းမလုပ်တော့ဘဲနဲ့ဖပ်ဂွာရီယိုလာတို့ကြတော့အခုအမြင်တော့အာရဆင်မရှိရင်အော်တီဂါနက်ဆိုသူအဲ့ဒါတိတ်မကလာတော့ဟုတ်ကဲ့ ပြီးတော့ Arsenal ကလည်းလာမရသေးသူမရှိတော့ဆိုဘပ် Guardiola တော့မှဒီအခြေအနေကိုပြန်ပြီးသုံးသပ်မဲ့အနေအထားဖြစ်လာပြီဆိုတော့ Manchester City ဘပ် Guardiola ကမှဒီဘယ်လိုခေါ်မလဲဘောလုံးသမားတွေပေါ့နော်ဘောလုံးသမားဒီ sorry ဂိုးသမားတွေဘောလုံးဖြန့်ဝေတဲ့အခန်းကဏ္ဍကိုနည်းနည်းမေ့မိမှုစဉ်းစားပြီးဆိုရင်ကျန်တဲ့အသင်းတွေကဒီတော့ပိုနေလာဖို့ပဲရှိတယ်အဲ့မှာအခုတော့နောက်ဆက်တွဲတွေးစရာတကွာအခုအတွေးပါအဲ့ဆိုရင် Manchester United ကအွန်နာကို Eric Ten Hag တို့ခေါ်လိုက်တယ်ဟုတ်ကဲ့ခေါ်လိုက်ပြီးတော့ဒီဂိုးသမားစီကနေတိုက်စစ် play ကိုစမယ် attacking football ကိုကစားမယ် entertaining play ကိုကစားမယ် format ကိုတည်ဆောက်မယ်ပေါ့နော်အဲ့ဒီလို ਨੇ ဒဟေယားကိုစာချုပ်တက်တန်းမတိုးဘဲနဲ့အွန်နာနာခေါ်လာခြင်းကဘာမှအကျိုးမရှိတော့သလိုဖြစ်သွားတယ်ဟုတ်ကဲ့အွန်နာနာကိုခေါ်မယ်ဆိုအခုကဒါပါတော့တင်မောတစည်းပေါ့စိတ်ကမ်းမှာကတ်ထားဖို့ဆိုရင်တင်မောမဟုတ်ဘူးလေစိတ်ကမ်းမှာကတ်ထားဖို့ဆိုရင်ဒါပစ္စည်းတစ်ခုပဲတင်မောနဲ့အလားတရံတူသောပစ္စည်းတစ်ခုပဲရေးရဲသွားမှတင်မောဖြစ်မှာပေါ့အွန်နာနာကိုခေါ်ထားပြီးတော့အဲ့ဒီဟာကိုမကစားဘူးဆိုရင် ူအားတာတဲ့အပိုင်းကို United ကမရတော့ဟုတ်ကဲ့ United ကဘာရီကခါးသီးခံရလဲဆိုသူအားနေတဲ့အရာကိုခါးသီးခံရတာမျိုးဖြစ်သွားတယ်။ဆိုတော့ဒါကဟို United အပြည့် Onana အပြည့်ရလို့ပြောတာမဟုတ်အခြေအနေကိုပြောပြတာ။ဟုတ်ကဲ့။ဆိုတော့ United ကဆက်ကစားပါလို့လည်းအကိုဆိုလိုတာမဟုတ်ဘူး။ဆိုတော့ဒါကြီးကအကျိုးမရှိဘူးဖြစ်သွားတယ်။နောက်ဆုံးကွာဒဟေယအသက်အရွယ်ကြီးကြီးမြင့်ကြီးရင်လာလို့မခေါ်ချင်ဘူးဆိုရင်တခြားစစ်ချရတဲ့ကိုသမားပေါ့ဒီ keeping scheme ဥပမာ O Black လို့ကိုသမားမျိုးပေါ့ဟုတ်ကဲ့။ဒီခေါ်လိုက်တာမျိုးက United ဘူးပေါ့အတော့ပို့ပြီးတော့စိတ်မချအောင်လား။ အခုတော့ဒီဘောလုံးဖြောင်းဝင်မှုကောင်းတဲ့ကိုသမားကိုခေါ်လိုက်တယ်။ဒါပေမဲ့အဲ့ဘောလုံးဖြောင်းဝင်ခြင်းကပဲ Manchester United ကို reward မရဘဲနဲ့ risk တွေကြီးပဲပေးနေတဲ့အခါကျတော့အဲ့အပိုင်းမှာအပြဿနာထွက်တာပဲ။ Onana ရဲ့ save တချို့လည်းကောင်းပါတယ်။ဟုတ်ကဲ့။ဒါပေမဲ့သူ့ save တချို့ကောင်းတယ်၊သူမလုံလောက်ဘူးလေ။ဟုတ်ကဲ့ပါ။အခုလိုမျိုးလေဒီလိုမျိုးဒီဆရာပြောခဲ့ဆုံးပဲပေါ့။ဒီ ball playing goalkeeper တွေကဒီကောက်ွယ်မှုအပိုင်းမှာတော်တော်များများ ဟိုအားနည်းချက်ရှိရလို့လည်းကျွန်တော်မြင်တယ်ဒီအတွက်အခုလိုမျိုးဒီ ball playing ဒီ goalkeeper တွေကခုနောက်ပိုင်းမှာဒါဆရာလေးခုနောက်ပြောခဲ့ပါတယ်သူဘယ်လိုပြောမလဲခုနောက်ပိုင်းမှာအရန်ကြီးဟို pass တွေတိတ်လို့မတွေ့ရတော့ဘူးဒီ long ball တွေပဲလို့ကြောက်လာပြီဟုတ်ကြောက်လာတဲ့ဆောတော့ခုအခုဒီအခုလာမဲ့ရာသီဒီမှာရောဒီ goal သမားတွေကကဏ္ဍဘယ်လိုဘယ်လိုအများပြောင်းလဲလာနိုင်လဲအခုဆိုရင်အကုန်လုံးကဒီ goal area ထဲမှာ short pass ကအချိန်တရာမှာအချိန်တရာပေးပြီးတော့မှကစားကြတော့ long ball တင်ရင်တော့အဲ့လိုပေးပြီးတော့မှကစားကြတဲ့အနေထားကနေပြီးတော့ အသင်းတွေဟာအရေးကြီးရင်ကြီးသလိုပွဲအနေထားပေါ့နော်ပွဲအနေထားအရေးကြီးအမှမကန်မကန်သလိုအဲ့ short pass ကိုမပြီးတော့ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာသူနဲ့စန့်ကျင်ဘက်အားဖြင့်ဒီလေးစောစောမေးုံကအခုမှလာသူက present game ကမွေးထုတ်ပေးလိုက်တာမဟုတ်ဘူးဟုတ်ကဲ့သူကဟိုဘယ်လိုကောင်းလဲ present game ကိုကြောက်လို့ထွက်ပြေးရတဲ့ ideology ဖြစ်သွားတာအသင်းတွေက present အရန်တုံးလာတယ် kick က position base ကိုမတော်တော့ဘူးခက်က newcastle ကိုကြည့်မလား palace ကိုကြည့်မလား tottenham hotspur ကိုကြည့်မလားအဲပြီးတော့ bournemouth ကိုကြည့်မလားအစရှိဖြင့် ပြီးတော့ဒီ SH တောင်းကိုကြည့်မလား Soundam ကိုကြည့်မလားဒီအသင်းတွေအကုန်လုံးကအရှိတက်ပြီးတော့လူ့ကိုစူးစမ်းနေကြတဲ့အချိန်မှာအမားတွေကပုံပြီးတော့များလာတယ်ဟုတ်ကဲ့ဟိုဘိုးသမားတွေကဟိုပြိုင်ဘက်အသင်းကိုအဲ့ဒီအဲ့လိုမျိုးအရင်တော့ကတော့ Guardiola တို့ AAC စစ်လောက်လို့ရခဲ့တာမန်နိုနော်ယာ AAC လောက်လို့ရခဲ့တာပေါ့အကုန်လုံးကအနောက်မှာစောင့်နေတာပေါ့စောင့်နေစီကို AAC ဘောလုံးကိုစီမျောရင်းနဲ့အခုကျတော့မဟုတ်ဘူး Manchester City ကိုလည်း La Pressing တက်လုံးပါပဲ Crystal Palace ဟာလာအရှိတက်ပြီးတော့ ဒီဘယ်လိုခေါ်မလဲ first confrontation line မှာတွေက block တက်လို့တယ်မရရင်မဲတဲ့ line မှာ block လုပ်တယ်မရရင် low block လုပ်တယ်အဲ့တော့ကိုသမားဘောလုံးပေးရတာကဘာမှအနှစ်သာရမရှိတော့ဥပမာအားဖြင့်ပြိုင်ဘက်အတင်းရဲ့ခံစစ် ကခံစစ်ဆောင်ကထွက်မလာဘူးပေါ့အဲ့တော့ကိုသမားဘာအတွက်ဘောလုံးပေးနေမှာလဲကိုသမားတရားဘောလုံးပေးတယ်ဆိုတာကကိုအတင်းကိုတကယ်လာပြီးတော့ဖိအားပေးတဲ့အချိန်မှာပြိုင်ဘက်ကစားသမားတွေကိုခေါ်ကစားဖို့ ခေါ်တဲ့ချိန်မှာဒုံဒုံဒုံဆိုတောင်းပန်လို့ဖြတ်သွားပြီးတော့တိုက်စစ်ဆင်ဖို့အဲ့ဒီအလုပ်ကိုလုပ်ဖို့လေအခုကအဲ့လိုသူတို့ရဲ့အဲ့လိုလုံနိုင်တဲ့အရည်အသွေးထက် present လုပ်တဲ့အရည်အသွေးကပိုကောင်းလာတယ်ပြန်ပြီးအသင်းတွေကသူတို့ဖျားပြီးတဲ့စနစ်တွေကပိုပြီးတော့ဟိုကြစ်လက်ခိုင်ခံ့လာတယ်အဲ့တော့သူတို့မလုပ်ရဲတော့အမလို့ရတဲ့အခါကျတော့ bait the play ဟိုခန်းစစ်စုံမှာ low block ကစားတဲ့ sitting deep ဖိုင်နေတဲ့အသင်းကိုဆိုရင်အဲ့ဒီကိုသမားဟာဟိုအကိုတို့သဘောတရားရေးရာဘာမှတော့မဝင်ဘူး။ तू ပေးနေလဲပေးနေရပဲရှိတယ်။ဟိုကထွက်မှာမလာတာ။ အဲ့လိုပဲ ਨੇ hybrid stack ကစားတဲ့ဟာကြတော့တို့အတုံးဝင်မယ်အတုံးဝင်မယ်ဆိုပေမဲ့လေတို့အဲ့ဒီဟာကိုကြော်ဖြတ်နိုင်တဲ့စွမ်းရည်ကတဖြည်းနဲ့နည်းလာဖိအားအရင်များလာတယ် risk ကအရင်ကြီးလာတော့တို့မကစားရဲတော့အဲ့တော့ဒီ ideology ကအခုတော့2025 26 26 29ထပ်ထပ်ပြီးတော့ကြသွားတော့မယ်ဟိုခေါင်းဟောင်းကလို့ပြန်ကန်တင်တဲ့ပုံစံပြန်ဖြစ်တယ်ဘတ်ပတ်မှာ Gary Neville ပေးလိုက်တယ် Peter Schmeichel ကန်တင်လိုက်တယ် Neville ပေးလိုက်တယ်ဒီ Bathers ကန်တင်လိုက်တယ်ဆိုတဲ့ပုံစံမျိုး Zero Ferrara ပေးလိုက်တယ် Buffon ကန်တင် sorry ဒီအေးပေါ့ဘူဖွန်ကတော့ကဲမျှပါလေထားပါတော့တော်တူတို့ပေါ့ဒီခန်စစ်ကနေမာဒီနီပြေးလိုက်မယ်နက်စတာပြေးလိုက်မယ်ကန်တင်လိုက်တယ်ဆိုတဲ့ဟာမျိုးကိုအခုလိုပြန်ပြီးတော့မြင်ရပါပဲဒေးဗစ်စီမန်တိုနီအက်ဒမ်စ်အတွဲပြန်ပြီးကစားသမားတယောက်လောက်ပဲလာတယ်အဲ့တယောက်ကိုလာတယ်ဆောင်း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 ရောက်ခဏကြီးရင်ဘိုးသမားကိုကောက်ပေးလိုက်တယ်စီမန်ကန်တင်လိုက်တယ်ဆိုတော့အဲ့ဒီဟာကိုပဲပြန်သွားရုံးမယ်ဆိုတော့ဒီဘောလ်ပလေးယင်ဂိုးကီပါဆိုတဲ့ဟာကအခုလိုနောက်ဆုံးအဲ့ဒါဘယ်လိုသွားတက်ရောက်တယ်လဲဆိုတော့နောက်၄၅နှစ်ဆိုရင် အခုတော့အဲ့ဒီခေတ်အတွက်ရည်ရွယ်ပြီးတော့ကိုးသမားတွေကို academy တွေကလေ့ကျင့်နေမှာပေါ့အဲ့ဒီလေ့ကျင့်နေတဲ့ကစားသမားတွေလွန်ခဲ့တဲ့3-4နှစ်လောက်ကကစားလာရင်အတွေ့အကြုံအရာအခုအသက်က17နှစ်မှာစကစားတယ်အသက်16နှစ်မှာအဲ့ဒီပုံစံနဲ့ဒီအန်ဝင်အောင် train နေတဲ့ academy တွေရှိကောင်းရှိမှာပေါ့ဒါပေမဲ့အဲ့ဒီအရာတွေပြန်ပြီးတော့တခါခင်ဟောင်းလိုပဲစိတ်ချရတဲ့ play ပြီးတော့ goalkeeping skill ဘက်ကိုပို့ပြီးတော့အသားပြေးတဲ့လေ့ကျင့်ခန်းအစီအစဉ်တွေအဲ့ဒီအရာတွေပါပြန်ပြောင်းလာမယ်လို့ကိုတို့အခုအမြင်ပါအဲ့လိုအဲ့လိုထင်တယ်ဟုတ်ကဲ့ပါဒီယနေ့ခေတ်ဘောလုံးကမာမှာပေါ့လေ ဒီဟိုဟာ Nora တို့ဒီ Itasen တို့အလီစင်ဘကာတို့အပြင်ကိုဒီ ball playing goalkeeper တွေမှာဘယ်ကိုသမားတွေကအကောင်းဆုံးဖြစ်နေသေးလဲဆရာအခုကအကောင်းဆုံးအခုပြောထားတဲ့အကောင်းဆုံးသူတွေကိုသမားတွေတောင်မှတိတ်ဆိတ်မချရတော့ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့သူတို့အရင်တုန်းကပုံမှန်အားဖြင့် natural ကစားတဲ့အသင်းတွေကိုသူတို့လာတက်တယ်သူတို့ကလည်းကစားသမားတယောက်နှစ်ယောက်ကိုခေါ်တယ်ခေါ်ပြီးတော့သူတို့တွဲတယ်အစရှိပင်အသာသေးယူတယ်အဲ့ဒါဆင်တို့ခင်မှာကျတော့အဲ့လိုမဟုတ်တော့ Noya ထပ်ပုံများသွားပြီ၃၄၅ယောက်က ဟိုဒီဘက်ဒီမှာလည်းဒီသူ့ကိုလာပြီးတော့ရင်ဆိုင်တဲ့ကစားသမားကိုဟိုဝန်းရံပြီးတော့ထပေးမဲ့အပေါက်တွေကိုပုံစောင့်နေအဲ့ဂျာရက်ကအဲဒါဆန်ကလွတ်အောင်ပေးတယ်။ဒါမျိုးတွေမြင်လာရတယ်လေ။အခုနောက်ပိုင်းအဲ့ဒါတပြည့်နဲ့ကိုပြောဆိုအဲ့ဒီကောင်ကနဲလာပြီ။နဲလာသူတို့တောင်မှတိတ်မအောင်မြင်နေတော့။ဟုတ်ကဲ့။မအောင်မြင်တဲ့အခါမှာတခြားကိုသမားတွေထဲကဥမာအခုဒါပရီးမီးယားလိမှာဆို Max Self လို့ကိုသမားမျိုးဒီကိုသမားမျိုးကလာတာကန်တင်ပါပဲ။ဟုတ်ကဲ့။လုံးဝအမှားမခံအောင်။ဆိုတော့ဒီယာဒီပရီးမီးယားလိမှာသူ clean sheet 73ချိန်ရအောင်။ဟုတ်ကဲ့။ ဒီဘောပလင်းကစားတဲ့သူတွေကကြတော့ဟိုကိုကလည်းပေးရသေးတယ်ပေးရတယ်မှာသူတို့အမားတွေကလည်းပါသေးတယ်နောက်တစ်ခုကသူတို့ဟာယုံကြည်မှုလွန်ကဲတဲ့အချက်ကခြေထောက်ထဲမှာဘောလုံးထားတာကိုယုံကြည်မှုလွန်ကဲခြင်းဖြစ်ပြီးတော့လေ့ကျင့်ခန်းအစီအစဉ်တွေမှာအစလက်နဲ့ဖမ်းတဲ့ဟာမျိုးတွေမှာသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်ဟိုဘယ်လိုခေါ်မလဲစိတ်လိုလက်ရရှိမှုလေ့ကျင့်ခန်းအစီအစဉ်တွေမှာအစအဲ့ဒီအရာတွေပေါ်မှာတိတ်ပြီးတော့သူတို့အားရှိမှာမဟုတ်ဘူးငါတို့ကဒီကိုယ်သမားမျိုးမဟုတ်ဘူးငါတို့ကဒီဘက် line ဆိုတဲ့ပုံစံမျိုး ရှီကောင်းရှိနေလိမ့်မယ်သူတို့သူတို့နှလုံးစိတ်ထဲမှာသူတို့ဒီဟာကိန်းအောင်နဲ့ကိန်းအောင်နေမယ်အဲ့ဒါကြောင့်မလို့သူရဲ့ဟိုဆော့ဆော့အိုးအောင်ပြောသေးတယ် claim တာတွေမကောင်းတော့ဘူးဆိုတော့အဲ့အဲ့ဒီအပိုင်းနေပေါ့ဆိုတော့နော် reflux တွေမကောင်းတော့ဘူးကိုနာနာလို့ဆို reflux မကောင်းဘူးမကောင်းမကောင်းသူက dive away ပြစ်ချင်တာခတ်တော့ပြစ်ချင်တာပေါ့ဆိုတော့သူ့ပုံစံကအဲအဲ့ဒီမှာဝေဖန်တယ်ဒီဘက် kick ကဟိုဟိုဘယ်လိုခေါ်မလဲဆိုတော့အရန်စောင့်ကြည့်လာကြပြီ ball playing keeper ဆိုတာက ball playing keeper ဆိုတာအဲ့လိုကစားတဲ့ကိုယ်သမားဆိုပြီးတော့ အခုနည်းနည်းတော့စိတ်ဝင်စားရတယ်ပါမှန်တက်ဟုတ်အခုတို့ကိုဘလုံးရပြီသူဘယ်ဥပေးမလဲစောင့်ကြည့်ကြင်ကြတယ်ဟုတ်ကဲ့ one touch ကိုသမားတော့ရှင်းတာပေါ့သူဘာမှစောင့်ကြည့်ရင်ကိုဖန်းတဲ့အချိန်မှာစောင့်ကြည့်ရမှာအဲအဲ့ဆိုဒီကိုသမားတွေစောင့်ကြည့်နေစောင့်ကြည့်နေနဲ့မှားပြီဆိုရင်အရန်တိတာတယ်ဟုတ်ကဲ့ဆိုတော့အားကြောင့်သူတို့မလုပ်ရဘူးအဲ့တော့တခြားကိုသမားတွေထဲမှာဆိုကစားတာကစားပါမှာ david rare ကစားတယ်ပြီးတော့ devabrigan ကစားတယ်ပြီးတော့ robert sanchez ကစားတယ်ဆိုတော့ rare လည်းတော်တော်လေးကောင်းတဲ့ကိုသမားပါသို့တော့အဲ့သူဖောက်လို့ arsenal ကိုပြေးလိုက်တာမျိုးလေမြင်ရတယ် ောင်းကွက်နဲ့ဆိုးကွက်ကိုနည်းပြရှူထောင်ကကျင်ဆက်သုံးလို့ရတဲ့အနေအထားမှာရှိတယ်ဟုတ်ကဲ့တို့တို့ပရိသတ်ရှူထောင်ကကြည့်မယ်ဆိုရင်သူသူ့အမားတွေအရင်သိတာထင်ရှားလုံးပြီးတော့သူကောင်းလာတယ်ဆိုတိတ်မပေါ်ဘူးဖြစ်သွားမှာဟုတ်ကဲ့ရောဘတ်ဆန်ချက်စ်ကတော့အဲရေယာထပ်ပို့ပြီးတော့အမားများတယ်ဆိုတော့ဆိုတော့ဒီအပိုင်းပေါ့နောက်ဒီဗာဗီလိုဂျန်ဆိုမှားလိုက်ရင်ဝေါ်ဘော်ကွဲကိုမှားဟုတ်ကဲ့မှားဟုတ်တယ်ဟုတ်ကဲ့ပါဆရာဒီအစီအစဉ်နဲ့ပတ်သက်လို့ဆရာနောက်ထပ်တာဖြည့်စွက်ပြောချင်တာဗာများရှိနေမသိဘူးခင်ဗျအဲဒီ role က ဘယ်လိုဖြစ်မလဲဆိုတော့ဘောလုံးရဲ့ ideology တွေကဟိုနောက်ပိုင်းမှာတစ်ခုကိုတစ်ခုတစ်ခုကိုတစ်ခုတစ်ခုကိုခြေဖြတ်တာတွေကအရင်မြန်လာတယ်ဟုတ်ကဲ့ဒါမြန်တဲ့ကြားထဲမှာအခုဒီ gegen pressing ကနေအခြေပြုပြီးတော့ဒီ counter pressing ပေါ့နော် quick transition တွေကတက်တန်းရှည်နေတယ်ဟုတ်ကဲ့အဲ့သူဒီဘက် line ပေါ့သူကဒီဘက်ဟိုထားပါတော့အကိုတော့ကဒီအဖြူ line အမဲ line ခွင်းမယ်ဆိုဒီဘက် line ကတက်တန်းရှည်တာနဲ့အမျှဒီဘက်မှာသူ့ကိုသူနဲ့ဒီထိတ်တိုက်တွေ့နေတဲ့ line back အချမ်းကကြတော့ ် ideology တွေကပေါ်လာတယ်ပျောက်သွားတယ်ပေါ်လာတယ်ပျောက်သွားတယ်ပေါ်လာတယ်ပျောက်သွားတယ်ဆိုတဲ့အထင်မှာဒီကိုဟုတ်ကဲ့အခုဒီဒီဘယ်လိုကောင်းမလဲဆိုတော့ဘလုံးဖြောင်းကိုကောင်းတဲ့ကိုသူမားဆိုတဲ့ ideology ကလည်းပါလာတယ်သူမကြခင်ပျောက်တော့မှလို့ကိုယူစားတယ်နောက်တစ်ချက်ကသူကလူသူငငယ်လေးတွားနေတုန်းကဒီကောင်ကတက်တန်းရှိတယ်ပြီးတော့ဟိုဆွဲဆောင်မှုလည်းရှိတယ်အကျိုးလည်းပြုတယ်ဟုတ်ကဲ့တိုးတော့အတင်းတိုင်း light လောက်လာတဲ့အချိန်မှာစီးမင်းတွေပြောင်းပြီးလိုက်တဲ့နောက်ပိုင်းအဲတကယ်ကိုဒီ short pass တွေကိုထဲထဲဝင်အတင်း30အချိန်18တင်းလောက်ကကစားတယ်ဆိုတော့ခက် စကူတင်လောက်ကစားတဲ့စခစ်ကိုရောက်လာတယ်။ရောက်လာတဲ့အချိန်မှာပဲအဲ့ရောက်ပြီးတော့ချက်ချင်းပြန်ပြုတ်ကျသွားတယ်။သူကသူ့တတန်အရန်တူတယ်ပေါ့နော်။အခုအဲ့ဒီဟာလေးကိုအဓိကပြောချင်တယ်။ဟုတ်ကဲ့ပါအခုလိုပြည့်ပြည့်စုံစုံဖီတာပေးရတဲ့အတွက်ဒါစကောက်ကလည်းအထူးပဲကျေးဇူးတင်ပါခင်ဗျာစကောက်ပေးတဲ့တွေလည်းဒီအစီအစဉ်ကိုကျင်းအားမယ်လို့ထင်ပါတယ်ခင်ဗျာနောက်စီစဉ်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ